ခိုင်းထဲကဒေတာတွေမှာတော့ဆစ်ရှောင်းဥယေတွေပုံများလာသလိုလေယာဉ်စိုက်ပျိုးခြင်းဖြစ်တဲ့အတွက်မွေကိုက်ခံရတဲ့လူနာတွေလည်းပုံများလာပြီးလူနာတွေအတွက်အရေးသွေးပြေးရတဲ့မွေစိတ်ဖြည့်စေးတွေလည်းလိုအပ်နေတယ်လို့ဒေတာရင်းကူညီပေးနေသူတွေစီကနေသိရပါဗျ။တပည့်ရင်းနဲ့ရွှေဘိုဘက်တွေမှာတော့နေစဉ်လိုလိုမွေကိုက်ခံရတဲ့လူနာတွေရှိနေပြီးအော်တိုဘာလ22ရက်မှာ3ယောက်အော်တိုဘာလ23ရက်မှာ9ယောက်မွေပွေးကိုက်ခံရလို့ SNC ကဖွင့်လှစ်ထားတဲ့အခမဲ့စည်းကမ်းကိုလာရောက်ပြသခဲ့တာရှိကြောင်း အဖွဲ့ရဲ့တာဝန်ရှိသူကိုစုမှုအောင်ကပြောပြပါရယ်ကျွန်တော်တို့ဒီစကိုင်းမှာကဒီဘာနော်ဘိုတိလူနာပို့ပြီးတော့တိုးလာတာပေါ့နော်ဆစ်ဆောင်လူကြီးရတဲ့ဒါပို့တိုးလာတဲ့အနေထားလည်းရှိတယ်အလဲစင်းတဲ့ချိန်ပေါ့နော်ကျွန်တော်တို့ညမှာအလဲစင်းတဲ့ချိန်ဖြစ်တဲ့အတွက်ဒီပို့ထီးတဲ့လူကြီးရတဲ့ပို့များတယ်ဘောထီလူနာတော့နေတိုင်းနှိမ့်ပါလို့ရှိနေပါတော့ခုရပိုင်းကဒီတပင်းရွှေဘောပေါ့နော်အဲဒီတနေထဲမှာ ဒါကျွန်တော်တို့လက်လန်းမိတော့ဆိုရင်တော့ကျွန်တော်တို့စီလာကုတီတောင်းတာကွာငါဟုရှိတယ်ဗျပူထီတာပေါ့နော်တချို့အသက်ဆုံးရှုံးတဲ့သူတွေရှိတာပေါ့နော်အဲလိုစေးမမီတာတို့စေးမရှိတာတို့ပေါ့နော်အဲ့လိုအများဆုံးကမွေပွေးကြိုက်ခံရတာဖြစ်ပြီးလက်ရှိဒေတာတွေမှာတုံ့ဆွဲနေတဲ့မွေစိတ်ဖြေစေကအိန္ဒိယနိုင်ငံထုတ်ရေသွေးနှိမ့်နဲ့ဆေးဝါးတွေဖြစ်တဲ့အတွက်မွေစိတ်ဖြေဖို့ဆေးလုံးပေါင်းများစွာကိုအကြိမ်ကြိမ်ထိုးရတာတွေလည်းရှိနေတယ်လို့တပည့်ရင်းမျိုးနဲ့ပကပတာဝန်ရှိသူကလည်းပြောပါတယ်ကျိုးရေ ဆိုရင်ဒီမွေးလက်ချေပြီးပေါ့နော်ဖြေးကြီးကိုကျွန်တော်အလုံး90 60ကျော်ထိုးရတဲ့ဟာကိုရှိတယ်အခါတိုင်းကျွန်တော်တို့သိမကြောက်ဒီနေ့တော်တော်လေးဟောဖြစ်တယ်အသက်ဆုံးရှုံးတာတော့မကြောက်ဘူးကျွန်တော်ဒီအလုံး60လောက်ထိထိုးရတာတော့2ယောက်တော့ကြားတယ်အတယောက်ကတော့ဓာမီတော့ကကျဲတာယူငိုက်ပြတ်မှတ်ပြီးတော့သူကပို့လိုက်တာပေါ့အဲသူကတော့အလုံး60ကျော်လောက်ထိုးရတယ်ကျွန်တော်တို့ကမပွေးပဲအဲတင်တော်တော့မရှိဘူး ော်ပေါ့တပင်းကတပင်းဆိုရင်မြို့ပေါ်ကကျွန်တော်တို့မြို့တိမ်ထားတာဆိုတော့လေဒီကောလည်းမြို့ပေါ်မနေရဲဆိုရင်ရေရှည်စစ်ဆောင်ရင်ရှိအော်အဲ့လိုရင်းနဲ့တို့စစ်ဆောင်ရင်လည်းလိုရင်းဖြစ်ရရှိရဟုတ်စစ်ကောင်စီကစကိုင်းဒေတာတွေကိုစေဝါနဲ့လူသုံးကုန်ပစ္စည်းတွေတည်ယူပို့ဆောင်တာကိုတင်းတင်းကြပ်ကြပ်ကန့်သတ်ထားတာဖြစ်လို့စေဝါတွေဝယ်ယူရမှာအခက်အခဲတွေရှိနေကြောင်းနဲ့လက်ရှိအခြေအနေအရအရေးသွေးပြည်မီရဲ့မွေးစိတ်ပြည့်စည်တွေပိုလိုအပ်နေကြောင်းကိုကုဆိုးမအောင်ကထပ်ပြောပါဗျ။ဒီစည်းတွေရတဲ့ကျွန်တော်တို့ ပတ်သက်ရှိတိုင်းလည်းဝယ်လို့မရဘူးဗျာ။တော့ဒီဝယ်လို့ရပြန်ရင်လည်းဒီဈေးရဈေးဒါကြီးတာပေါ့နော်။နောက်ပြီးတော့တခါသေယူခွင့်နေဝယ်ယူခွင့်နေရတယ်ကျွန်တော်တို့ကပြောမဆိုရင်ဒီမောင်ခုံပုံစံမျိုးလို့ကိုဖြစ်နေတာပေါ့ဗျာ။ကျွန်တော်တို့သခိုင်းတိုင်းထဲမှာကဒီဘာသေးွားမှတင်သွင်းခွင့်မရှိဘူးဆိုတော့တော်တော်လေးကြက်လာတယ်ပေါ့နော်။အခုဆိုရင်ကျွန်တော်တို့နောက်တစ်တော့ဘာပေါ့နော်။လူတန်းစုလည်းမရှိသေးဘူးပြောမလို့ဝယ်ယူလို့လည်းကျွန်တော်တို့လမ်းကြောင်းအခက်ခဲတော့ဖြစ်နေတယ်ဗျာကျွန်တော်တို့ဒီမှာလက်ကြံက ်10လုံးလောက်ပဲကျန်တော့ပေါ့နော်10လုံးဆိုရင်ဒါနှစ်ဦးစာလောက်ပဲရှိမှာပေါ့နော်နှစ်ဦးစာလောက်ပဲကျွန်တော်တို့ရှိတော့မှာငွေကြိုက်ခံရတဲ့အခါအဓိကအားဖြင့်မွေပွေးကြိုက်ခံရရင်တက်နိုင်သလောက်ဈေးရုံဈေးကန်ကိုအမြန်ဆုံးပို့ဆောင်ပေးဖို့လိုအပ်ပြီးမပို့ဆောင်မီအချိန်အတွင်းမှာလူနာကိုညင်ညင်ထားဖို့လက်မလျှောက်ခိုင်းဖို့ဒဏ်ရာကိုဓာတ်နဲ့ခွဲတာအစိတ်ကိုဗစက်နဲ့ဆုတ်ထုတ်တာတွေမလုပ်ဖို့နဲ့ဒဏ်ရာကိုရင်းနဲ့တန်းစီအောင်စီကြောပြီးရှေးဥတုနာပြူနေရွေနဲ့ စီးနောင်နာတွေလှုံ့ဆော်တဲ့ကြောင်းတယ်လီကျမ်းမာကအသိပညာပေးထုတ်ပြန်ထားပါတယ်။ကျမဝေပါ